မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလေမှာဖျားစိတ်တွေနဲ့ဘာသာရေးအဆောက်အုံတွေပြိုကျခဲ့ရသလိုလူသေဆုံးမှုတွေလည်းရှိခဲ့တဲ့မိထီလာမြို့မှာဧပြီလ15ရက်နေ့နဲ့16ရက်နေ့တွေမှာမိုးရွာသွန်းမိုးရွာသွန်းတာကြောင့်မိထီလာကံပေါင်မြေသားတွေထပ်မံပယ်ကျခဲ့ပါတယ်။မိထီလာမြို့ရဲ့နောက်ဆုံးရအခြေအနေတွေကိုတရားဘုံဒေသခံတအုပ်ကို TV သတင်းတော်ဝေဝေကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ဟုတ်ကဲ့ဦးရေမင်္ဂလာပါဒီမက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ဒီမိတိလာမြို့ရင်အခြေအနေလေးအရင်ဆုံးပြပြပေးပါအောင်ရှင် ကံပေါင်းကြီးပေါ့မမိတ်တာကံပေါင်းရန်ကုန်မန္တလေးလဟောင်းနောက်ရှိတော့ကံပေါင်းရှိဘက်ချာမှာလမ်းကြီးမြေကြီးလမ်းအပ်ပွဲတူကြတာရှိပါတယ်။နောက်မြို့လေကောင်မှာချင်းနေကြီးနှစ်ကောင်မှာလည်းပဲချင်းနေကြီးနှစ်ကောင်ပြူကြပါတယ်။အဲ့ဒီမှာတော့အဲဆရာပါတယောက်နဲ့နော်သားမီးနှစ်ယောက်အမှအမ်ပြီးပြီးတော့တည်ဆုံရတာရှိပါတယ်။နောက်တခါရတ်တော်မူဖရားလည်းပဲပြူကြပါတယ်။နောက်ငကယုံဖရားကဆိုင်ဘုတော်ကြီး ပြုကြမိခတ်သွားပါတယ်။နောက်ရတနာမောင်ရောက်ွက်မှာရှိတဲ့ပလီတလုံးနဲ့ပြုကြပြီးတော့ယူ၃ဦးနဲ့အခြား၁၄၅ဦးလောက်တန်ရာရပါတယ်။နောက်ဝမ်းတော်ပြဖျားကြီးအုတ်ဒရိုင်းများလည်းပြုကြပါတယ်။အခြားအခြားနေရာဒီမှာလည်းပဲအဲပြူကြပျက်စီးတာလေးတွေရှိပါတယ်။နော်အိမ်အိမ်ပြူကြတာ နောက်တော့လည်းပဲဟိုဆာအူဒီသူကပြီးလဲကြတာနိုင်ငံကြီးလဲကြတာအဲ့ဒါကြီးလည်းပဲအဲရှိကြပါတယ်ဟုတ်ကဲ့တခြားပြည်စီဆုံးရှုံးမှုတွေအခြေအနေကရောဘယ်လိုရှိပါသလဲရှင်အွန်မြင်းကလင်းတန်းကြောင့်ဘောနောမိတ်ကြီးလာရဲ့တောင်ဘက်7မိုင်7မိုင်ပတ်လည်လောက်မှာရှိတယ်ကျွန်တော်ရဲ့ဇာတိရွာလေးမှာလည်းတော့ဖရာစီဒီပေါင်း20လောက်တော့ထီတော့ဗျာမြေခပါလေ တချို့ဘုရားကြီးတွေမှာဆိုရင်တော့ဟိုထီတော့ကျိုးကြတဲ့နေရာကနေအောက်ကို75ဘီလောက်ထိအကွေးရာကြီးတွေဖြစ်လာတာကိုလည်းတွေ့ရပါတယ်။အဲနောက်တစ်ခုကကြတော့လည်းမုံဦးတွေလည်းပြူကြတယ်ပေါ့အထူးသဖြင့်မုံဦးနှစ်ခုဆိုရင် လုံးဝပြူကြပျက်စီးသွားတယ်တချို့ဟာလေတွေကတော့အကွဲတာမျိုးဖြစ်သွားတယ်တချို့ကတော့ရှီဟောင်းဖျားတွေဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့မနေ့ကဆိုရင်ဒီကြာတိယတလောက်ကပေါ့နော်ဒီအက်ကွယ်နေတဲ့လမ်းမကြီးမှာမိုးရွာသွန်းမှုကြောင့်ထပ်ပြီးတော့ပြိုကျခဲ့ရတာတွေလည်းရှိရလို့ကြာတိယလို့လေအဲ့ဒီအခြေအနေလေးလေးပြောပြပေးပါအောင်ရှင်ဘိတ်လက်ကန်ရဲ့အရှိပဲချမ်းရန်ကုန်မန္တလေးကလမ်းမပေါ်မှာအက်ကွယ်ရာကြီးထင်ပြီးတော့အဲ့ဒါပရမတုံးမြင်းကလင်ကြောင့်အက်ကွယ်ရာကြီးထင်သွားတာဖြစ်ပါတယ်အဲ့ဒါကိုတက်ဆန်ရာဌာနဆန်ရာ ဖွဲ့စည်းတဲ့လာတော့ပြုပြင်ပါတယ်ပြုတ်ပြဲမီပြုတ်ပြဲနေစဉ်အချိန်ခါမှာပဲတဲ့မိုးကြီးတီးတန့်သွား යි ရွာတဲ့အတွက်ကြောင့်တပိုင်းတစားနဲ့အောက်ကူမြည်ကြီးပြိုကျကုန်တာဖြစ်ပါတယ်။ဟုတ်ကဲ့အခုဒီမြို့ရင်းကပြိုကျပျက်စီးမှုအခြေအနေတွေကိုဒီတက်ဆိုင်ရာကလာရောက်ပြင်ဆင်နေမှုတွေကိုရှိလာဘလို့ကြားရပါတယ်ရှင်။အဒီကမ္ဘောင်းကြီးလမ်းပြင်လာမှာတော့တက်ဆိုင်ရာဌာနဆိုင်ရာကနေပြီးတော့လာရောက်ပြုပြင်ပြီးတယ်ဆိုတာအဲ့ဒါလေးတစ်ခုကြားရပါတယ်။နောက်ဝမ်းတော်ပြီး ဘုရားရှိကဥဒရိုင်းนี่ပြူကြတာမှလည်းပဲအဲ့ဒီလာပြူပြီးတော့ဥတီပါဒီသေပြူရှင်လင်းပြီးသွားတယ်ဆိုတော့အဲ့ဒါလေကြားရပါတယ်အခြားတပ်ပြီးတော့လုပ်ပြီးတယ်ဆိုတာမကြားရသေးပါဘူးခင်ဗျဟုတ်ကဲ့ပါဦးရေနောက်ဆုံးအနေနဲ့ပေါ့နော်ဒီငလင်းကြောင့်ထိခိုက်ဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ဦးအနေနဲ့တခြားဖြစ်ဆက်ပြီးပြောချင်တာရှင်ရင်လည်းပြောပြပါအောင်ရှင်အခုမြေငလင်းကြီးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးနေနာမှုတွေ တပီလုံးမှာများပါတယ်အမတန်လေးများပါတယ်အဲ့ဒီများတာဒီထဲမှာတော့ကိုသူကိုထကိုနိုင်တလောက်ပဲလောက်ကင်နေကြတာအဲ့ဓာဒီပဲများပါတယ်တိုးရာဒီမှာခုပြိုကြကုန်တယ်ဆိုတော့ဖရာစီဒီတစောင်းတကွန်တိုင်းဥဒရတိုင်းအစရှိသည်ပေါ့အဲ့ဓာဒီဆိုတာလေးပဲနေတဲ့ပျက်စီးအားမဟုတ်ပါဘူးအဲလီကြတဲ့မှာများလှူတဲ့တန်းတဲ့ပုံကောများ ပေါ်ပေါက်လာခဲ့ရင်တော့ဒီရှေးဟောင်းအမွေနဲ့အကြောင်းကဖျားကြီးတွေဟာများများပြီးမြောက်မှာပဲဒါမှမဟုတ်ရင်တော့ကြံ့ကြပဲလို့တော့ဦးကဝေဘာသုံးသပ်ပါတယ်